ခေတ္တမတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီတစ်ခါကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါလူတိုင်းသိပြီးသားဖြစ်မှာပါမနေ့တရကတချင်းတီဆိုနေရင်းနဲ့စိတ်စဉ်ပေါ်မှာလဲကြပြီးတော့တည်ဆုံးခဲ့ရတဲ့အဆိုတော်တရားရဲ့အကြောင်းရင်းကိုအလိုက်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုမှစခင်မှာကျွန်တော်သူ့ရဲ့ ယောဂအခန်းအကြောင်းကိုကျွန်တော်နည်းနည်းလေးကျွန်တော် intro ဝင်ပြစေတချို့လူတွေကပြောတယ်ဆေးသုံးတာများလို့ဖြစ်သွားတယ်တဲ့တချို့လူတွေပြောတာလည်းဒီတယောက်ရဲ့လောက်ချံမှုဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်တယောက်ရဲ့တယောက်တယောက်နဲ့တယောက်ရဲ့ထင်မြင်မှုတွေကအများကြီးအများကြီးထွက်ပေါ်လာတယ် comment တွေမှာဒါပေမဲ့အဲ့လိုတော့မဟုတ်ပါဘူးသူ့ရဲ့အဓိကအကြောင်းရင်းလေးကတော့သူ့မှာနှလုံးယောဂအခန်းရှိပါတယ်ဒီနှလုံးယောဂနဲ့ပတ်သက်ပြီးတော့ဒီနှလုံးမှာထည့်ထားတဲ့ဒီ stand ဆိုတဲ့အရာရှိတယ်အဲ့ဒီဟာက ဘလူလူစားဘလူလူမျိုးတွေကထဲ့တာလဲဆိုတော့နှလုံးသွေးကြောချင်းသမားတွေပေါ့နော်ပြီးနှလုံးရောဂါအခံရှိတဲ့လူတွေကဒါမျိုးတွေကနှလုံးရောဂါကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့ထဲ့တာဖြစ်ပါလေသူကတော့အဲ့လိုကုသမှုကိုခံယူထားတဲ့လူတယောက်ဖြစ်ပါတယ်အခုဖြစ်သွားတဲ့ဟာကလည်းသူအာယီမောလို့မောတယ်ဆိုပေမဲ့လည်းသူကဟိုဒီတေဂီတာဖြုတ်ပြတဲ့အမှုပြန်ရှင်တယောက်ဖြစ်တဲ့ဆိုကြောင့်မောတာကိုမောမှန်းမသိပါဘူးနော်ဒါပေမဲ့ဘာဖြစ်လို့ဟိုစိတ်စိတ်ကသူ့ရဲ့စိတ်ကပရိတ်သတ်စီမှာရောက်နေတာကို အခုလိုမျိုးရုတ်တရက်ကွယ်လွန်သွားတာလည်းတကယ်လို့စိတ်မကောင်းဖြစ်ဖြစ်မိပါတယ်။ကဲဗီဒီယိုလေးကိုအခုပဲစလိုက်အောင်။ Let's go ။ မှလဲကြသွားတာပေါ့နော်ပြန်ကြည့်ကြအောင်လဲလဲလဲကြတဲ့အချိန်မှာနောက်စီမှာလည်းတွားပြီးတော့အနောက်ကိုလဲကြတဲ့အချိန်ကနောက်စီကတော့ထီသွားတယ်ပေါ့နော်ဒါမဲ့အဲ့ဒီအချိန်မှာကျွန်တော်အရင်ဗီဒီယိုတစ်ခုရှိသေးတယ်သူချက်ချင်းတော့ဟိုမသေးဘူးလို့ကျွန်တော်တော့ထင်တယ်ဘာလို့ဆိုတော့သူ့ကိုဒီဒီအရေးပေါ်ကုသတဲ့အချိန်မှာ ခေါင်းတွေပါတယ်ပေါ့နော်အပေါ်ကိုထောင်တဲ့အနေအထားမျိုးကျွန်တော်တို့မြင်တွေ့နေရတယ်နော်အခုဒီဗီဒီယိုမှာလည်းပါတယ်ကြည့်အောင်စိတ်တော့မကောင်းဘူးနော်သူဖြစ်သွားတယ်လားအမခေါင်းခေါင်းထောင်လာတယ်လားတွေ့လားအမသူ့ဘုရင်ဘက်ကိုဖိတဲ့အချိန်မှာခေါင်းလေးထောင်လာထောင်လာဆိုတာကသူနည်းနည်းလေးသတိရသေးတယ်လို့ထင်တယ်ပြန်ကြည့်အောင်ဗီဒီယိုလေးကိုနည်းနည်းလေးကျွန်တော်အနောက်ကနေနည်းနည်းလေးပြန်ကြည့်အောင် တွေ့လားမခေါင်းထောင်လာတွေ့လားခေါင်းနည်းနည်းထောင်လာတယ်ပြအမထောင်လာတစ်ခေါက်နော်ဒါတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဗီဒီယိုလေးရဲ့အစားဆုံးကိုတုံးသက်ရမယ်ဆိုလို့ရှိရင်ဒီပွဲစီစဉ်တဲ့အချိန်မှာကျွန်တော်အမြင်ပါနော်ဒီအမ်ဘူလန်အရေးပေါ်ကားပြီးကြတော့ဒီအရေးပေါ်ကုသလို့ရမယ် လက်စမာတွေဖြစ်ဖြစ်ပေါ့နော်ဟိုကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟိုပညာရှင်တွေပေါ့လေအဲ့လိုမျိုးခေါ်တန်းတင်နေမှာဆိုတော့ဒီလိုပွဲတွေမှာဟိုမဖြစ်ဘူးလို့လည်းပြောလို့မရဘူးတကယ်လို့ဖြစ်သွားလို့ရှိရင်အရေးပေါ်တုံးလို့ရအောင်ဆိုပြီးတော့ဒီအရေးပေါ်လူနာတင်ရင်ရပြကြတော့ဒီနက်စမာတွေသံဝန်တွေခေါ်တာတင်တယ်လို့ကျွန်တော်တို့မြင်တယ်ပြီးကြတော့အခုဟာအခုဖြစ်သွားတဲ့ကိစ္စကတော့ချက်ချင်းဖြစ်သွားတော့ဟိုကခုနဟိုသူတို့ ပြောမှဆိုရင် emergency ကုသမှုပဲအိမ်မှာလေသူတို့ကုသခဲ့တယ်ဟိုလောက်ခဲ့တယ်အဲ့ဒီချိန်မှာလေဒီအဆိုတော်ကသူချက်ချင်းဟိုဟာတည်ဆုံးသွားတယ်လို့မဟုတ်ပဲနဲ့အနေငယ်ကြာမှတည်ဆုံးသွားတယ်လို့ကျွန်တော်တော့ထင်မိတယ်ပြီးကြတော့အာပြိတက်တဲ့စကားတန်ကလည်းခုနကကျွန်တော်တို့ဒီရရှင်လို့လုံနေနေကြာရတယ်ဘာလို့တက်သွားတယ်တက်သွားတယ်တကယ်တော့တက်သွားတာမဟုတ်ပါဘူးသူကဒီ heart attack လောက်ခံရတာ ပြောမှဆိုရင်နှလုံးတိုက်ခိုက်တာခံရတာပေါ့လေသူနှလုံးယောဂရာတိုက်ခိုက်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုယောဂခံရှိတဲ့လူတိုင်းမပေါ်စားသင့်ဘူးလို့လေကျွန်တော်သတိပေးပါရစေဘာလို့ဆိုတော့နည်းနည်းလေးသူက signal ပြလို့ရှိရင်တော့အမြန်ဆုံးကုတလိုက်တာအကောင်းဆုံးပဲနောက်ပြီးတော့ကိုယ်မှဒီလိုယောဂခံရှိတယ်ဆိုလို့ရှိရင်လေဟိုကပေမန်မခံနဲ့ ပင်မန်းတာဆိုရှင်သူနဲ့တဲ့အစိမ်းမပြေဘူးဒီယောဂတွေကလေကိုယ်ချက်ချင်းအတက်လုံနိုင်တယ်နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆိုတော့အတွက်လည်းတကယ်လို့စိတ်မကောင်းဖြစ်မိပါတယ်မိသားစုနဲ့ထက်တူဝန်းနေမိပါတယ်ခင်ဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်းဆုံတွေ့ကြအောင်ခင်ဗျာဘိုင်ဘိုင်